ဲပြောချင်တာတင်းကြိုင်းတစ်ခုလုံးကိုသူကအပိုင်စားယူထားတာသူတို့ရဲ့စစ်ကောင်စီစစ်သားတွေမြုပ်ဖို့အတွက်ကိုပဲပိုင်စားယူထားတာတက်တွင်းထဲမှာလည်းမြုပ်တယ်အားမရဘူးနန်းစလိုရွာတင်းကြိုင်းကိုလည်းအပိုင်စားယူထားတယ်မင်းတို့ကောင်တကယ်မလွယ်ဘူးသိလားမင်းတို့အကုံလုံးကိုမင်းတို့ကအုပ်ဆိုးနေတာချေလဲနေတာနောက်ဆုံးမင်းတို့တင်းကြိုင်းကုန်းတော်မှာမင်းတို့ကအုပ်ဆိုးတာ ္လာပါဒီနေ့ကတော့နိုဝင်ဘာလ24ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေရှိတယ်အဲအောင်မြင်မှုဖြစ်စဉ်တွေလည်းရှိတယ်ပေါ့နော်ပြီးတော့ဒါထူးထူးခြားခြားထူးထူးဆန်းဆန်းနဲ့မှအားရစရာကောင်းတဲ့သတင်းတချို့လည်းဒါကျွန်တော်ဖော်ပြပေးမယ်ပေါ့နော်အဲပထမဆုံးတော့ဒါကျွန်တော်တို့ဒါမိုးကုတ်ကနေပြီးတော့ဒါတိမ်းရှောင်ရတဲ့ပြည်သူတွေပေါ့နော်လန်ခီမှာတော်တော်လေးဒုက္ခတွေရောက်နေကြတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပေါ့နော်အဲဒီကတော့ဒီစစ်ကောင်စီရှိတယ်ပေါ့နော်ကြောင်မဲစစ်ကောင်စီဂိတ်က ဒီပြည်သူတွေပေါ့နော်မိုးကုတ်ကနေပြီးတော့ဆစ်ဆောင်လာတဲ့ပြည်သူတွေကိုအရန်တိတိကျကျဆစ်ဆေးတာမျိုးတွေတမင်ကိုညစ်ပတ်ထားတဲ့ပုံစံမျိုးတွေဂိတ်တွေကိုပိတ်ထားပြီးတော့ပေါ့နော်ဒါသူတို့စိတ်ထင်တဲ့ခါကြမှာပဲ၄50စီပေးလွှတ်တာမျိုးတွေကြောင့်မလို့ပြည်သူတွေလမ်းမှာတော်တော်လေးဒုက္ခရောက်နေကြတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဒီဟာကတော့ဒါသူကစစ်ကောင်စီကသူ့လုံပိုင်ခွင့်နဲ့ရောက်သွားပြီဆိုရင်သူကဒီလိုမျိုးနီလန်းမျိုးတွေကတော့လုံမှာပဲဒါတော်တော်လေးသူကတော့မယိုင်းတဲ့ဟာဖြစ်တဲ့အတွက်ဒါသူ့ရဲ့ဒါလောက်ရက်ကတော့ထုံးစံတိုင်းပဲပေါ့နော်အဲ့တော့ပြောရမှာကကျွန်တော် မိုးကကအခုလိုအခြေအနေဖြစ်လာပြီဆိုတဲ့အခါမှာပြည်သူတွေဘလောက်ဒုက္ခရောက်တယ်ဆိုတဲ့ဟာကိုကျွန်တော်ကသိစေချင်တာပေါ့အဓိကတော့ဒီနေရာကိုဒါဒေါ်လိုင်းတက်ဖွဲ့တွေလည်းရှိတယ်အဲပြီးရင်ဒါစစ်ကောင်စီကပေါ့နော် TNLA ကိုဒါမျိုးတွေကိုဝင်ဖို့အတွက်ကိုကူညီခိုင်းနေဆိုတဲ့ကိစ္စတွေဖြစ်ပြီးရဲ့နောက်မှာ ဲ့မှာရှိတဲ့ပြည်သူတွေကအကုန်လုံးအရှိုးရှိုးဒါရွှေပြောင်းကြတယ်ပေါ့နော်ချိုးကြတော့လည်းမန်လေးဘက်ကိုသွားတာရှိတယ်ချိုးကြတော့လည်းကြောင်မဲ့ဘက်သွားရရှိတယ်အဲ့လိုမျိုးပေါ့နော်ညီမျိုးစုံနဲ့ဒါအဆင်ပြေနိုင်မယ်ဆိုတဲ့နေရာမျိုးတွေကိုရွှေပြောင်းကြတယ်အဲ့တော့လုံးဝလမ်းလမ်းနေဆိုရင်အဲ့လိုမျိုးပေါ့နော်ပိတ်နေတဲ့အထီကိုဖြစ်တဲ့အနေထားတချို့ဆိုရင်လမ်းမှာ၄-၅ရက် တောင်မှအိပ်ရတဲ့အနေထားအထိကြုံရတယ်ပေါ့နော်အဲ့တော့လမ်းကြီးတစ်လျှောက်လုံးမှာတော်တော်ဒုက္ခရောက်ကြတယ်။ချို့ကြတော့မွှေ့ပြောင်းနိုင်ကြအောင်မွှေ့ပြောင်းနိုင်တဲ့သူတွေကြတော့လေအာဒီမြို့မှာ လုံးဝတည့်ရတဲ့အမဲကြံနေခဲ့တဲ့သူတွေဆိုရင်လည်းပေါ့နော်ဟိုဘယ်လိုမျိုးစီးပွားရေးတွေဘာတွေညာတွေအားစပြဘာမှမျှော်လင့်လို့မရတော့တဲ့အနေအထားကြီးဖြစ်သွားပြီပေါ့နော်အဓိကသူများရဲ့လိုမျိုးအခုလိုရွှေပြောင်းတဲ့အခါမှာရွှေပြောင်းစိတ်မတက်နိုင်လို့ကြံခဲ့တဲ့သူတွေရှိတယ်တကြီးရွယ်ဦးတွေရှိတယ်နောက်ဆုံးဒီညမှာပဲကောင်းချတော့မယ်ဆိုပြီးတော့တွေးထားတဲ့အဖိုးအဖွားတွေရှိမယ်အဲပြီးတော့ကြတော့ဒါကျန်မာရေးမကောင်းတဲ့သူတွေရှိမယ်ငွေကြေးလိုအပ်ချက်များတဲ့သူတွေရှိမယ်အဲ့တော့ blow ပဲဖြစ်ကြံခဲ့တဲ့သူကတွားနေတဲ့သူကအခုလက်ရှိမှာတော်တော်လေးဒုက္ခရောက်ကြတယ်အဲ့တော့လမ်းမှာဆိုရင်လည်းသူကဒီတွားရင်းနဲ့ပေါ့နော်လမ်းခီးမှာသူတို့ညအိတ်ရတယ် ဒါရင်နှန်းနေရအဲ့လိုမျိုးအပြည့်အကျက်ကြီးဖြစ်နေတော့ညတွေပါလေအိတ်ရတယ်ဆိုရင်အဲ့အိတ်တဲ့နေရာနားမှာပေါ့နော်အဲ့ကျေးရွာတွေကထမင်းတုပ်ဝေတာတွေပါလေရှိတယ်ဆိုပြီးတော့သိရဒါကတော့ကောင်းတဲ့အလေးထားပေါ့နော်ထမင်းတုပ်တွေပါလေခက်ခဲမှာဆိုလို့အဲ့လိုမျိုးဒါဝေကြရရှိတယ်ချိုးကြလည်းရောင်းကြတယ်ပေါ့နော်ရောင်းကြရောင်းကြတဲ့ခါမှာလည်းသိရတယ်ဒါပေမဲ့အခုကဈေးနှုန်းတွေရ ဒါတော်တော်လေးဒုက္ခရောက်ကြတယ်။ဒါပြောမယ်ဆိုရင်တချို့ကျတော့အသက်အန္တရာယ်ကြောင့်သာရွှေပြောင်းရလဲဆိုပေမဲ့ငွေကြေးအဆင်ပြေတာမဟုတ်ဘူး။အဲထမင်းလုပ်တစ်ထုပ်ကို9,000-9,000ဒါမျိုးပုံစံမျိုးနဲ့ဝယ်စားနေရတယ်လည်းရှိတယ်။တချို့အဲ့လိုမျိုးယွာနာမနီးတဲ့နေရာမျိုးတွေဆိုရင်ထမင်းလုပ်ဝေတဲ့ဟာမရှိတဲ့အတွက်ထမင်းနောက်မှာအငတ်ခံရတယ်ဆိုတဲ့ပုံစံမျိုးတွေကြုံတွေ့နေရတယ်ပေါ့နော်။ဒါလက်တလုံးမှာဒါအဲ့ဒေတာမှာရှိတဲ့ပြည်သူတွေရဲ့ကြုံတွေ့နေရတဲ့ကြီးကြီးမားမားအခက်အခဲပေါ့နော်။အဲ့တော့ပြည်သူတွေက လက်နဲ့လည်းမကိုင်းနိုင်ပါဘူးပေါ့နော်အခုနလိုမပြည့်စုံတဲ့ပြည်သူတွေလည်းအများကြီးရှိပါတယ်ဒုက္ခသက်ခရောက်နေကြတဲ့ပြည်သူတွေလည်းအများကြီးရှိပါတယ်အဲလိုမျိုးပြည်သူတွေအခုဆိုကစင်ကလေးအနေနဲ့ထွက်ပြေးတိမ်းရှောင်ရတဲ့ဟာတွေကဒါစိတ်တော့မကောင်းစရာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်နိုင်ပါပြီဆိုတဲ့နေရာတွေကိုကျွန်တော်တို့ထိနိုင်မှုအတွက်ကလည်းအရင်ရေးကြည့်ရဲဆိုတဲ့ဟာကဒါကဇာတကတစ်ခုအနေနဲ့ဖြစ်နေလိမ့်မယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်ထူးခြားဖြစ်စဉ်ထူးခြားအတကယ်လည်းအားရလို့ပေါ့နော်အဲ့ဒါကချင်းပြည်နယ်ကတိုက်ပွဲတွေအရင်ပြင်းထန်လာပြီးတဲ့နောက်ပိုင်းမှာ ဒီစစ်ကောင်စီဘက်ကအသေးဆုံးအထိကိုက်တွေများနေတယ်ဗောနော်အဲ့ဒါတော့အားလုံးသိပြီးသားဒါအပြင်ဒီခလာရ228အနီးနားကနန်းစလူကျေးရွာဗောနော်အဲ့ကျေးရွာရဲ့တင်ញိုင်ကုန်းကိုစစ်ကောင်စီကအပိုင်စားယူထားတယ်ဆိုတဲ့ဟာအဲ့ဒါတော်တော်အားရစရာကောင်းတယ်မြုပ်နယ်တကြုံမှုတွေကိုတိတ်ဆိတ်လှုပ်ဆောင်နေတာအဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ဒါကျွန်တော်ပြောပြမှာပေါ့နော်စစ်ကောင်စီအနေနဲ့ဒါကလေးမျိုးပတ်ချလဲကိုစိုးမိုးနိုင်ဖို့ပြီးရင်ဒါချင်းပြည်နယ်အတွင်းမှာသူဆုံးရှုံးထားတဲ့ဒေသတွေကိုပြန်ရနိုင်ဖို့အတွက်ကိုစစ်ကြောင်းထိုးတာတွေကအော်တိုဘာလနောက်ဆုံးအပတ်ကနေစပြီးတော့စတင်ခဲ့တယ် အဲအဲ့မှာဒါအင်အားလုံးချင်းနဲ့ပေါ့နော်တော်တော်ကိုအင်အားများတဲ့ပမာဏမျိုးရင်းနဲ့စစ်ကြောင်းထိုးခဲ့တာဖြစ်တယ်ဒီလိုစစ်ကြောင်းထိုးတဲ့အခါမှာကလေးမျိုးကိုဗိုလ်ပြုတ်ပြီးတော့အင်အားစုဖွဲ့ပြင်ဆင်တာတွေပြုလုပ်သလိုစစ်ကြောင်းထိုးတာတွေကိုလည်းနေရာနှံ့ပြားကိုစစ်ကြောင်းတွေခွဲပြီးတော့ထိုးတာမျိုးရှိတယ်တိုက်ပွဲတွေပြင်းထန်ခဲ့သလိုဒါစစ်ကောင်စီဘက်ကတေဆုံးတာတွေဒဏ်ရာရတာတွေအယမ်းကိုများပြားခဲ့တာပေါ့နော်ဒါကြောင့်တိတဲ့ဟာဆိုရင်ဗျာတချို့ဟာတွေကဒါတပ်ဖွဲ့တွေကထုတ်ပြန်တဲ့ဟာကအရေးအတွက် နှိမ့်နေပြီးတော့ထုံပြန်လာတရာဆိုတရာထက်များတယ်ဒါပေမဲ့တရာထက်တရာဆိုပြီးတော့ပုံစံမျိုးပဲထုံပြန်လာပါနော်90ဆိုပြီးတော့ထုံပြန်ရင်တေးကြတယ်အဲ့ဒါ90ထက်များတယ်အဲ့လိုအနေထားမျိုးကြီးအဲ့ဒါဘာဖြစ်လို့သိရလဲဆိုတော့အခုလက်ရှိကျွန်တော်ပြောပြမဲ့သတင်းမှာပါတဲ့ချက်လက်တကြောင်မလို့ကျွန်တော်သိရတာပါနော်အဲ့တော့တိုက်ပွဲတွေပြင်းထန်သလိုစစ်ကောင်စီဘက်ကတေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်းများခဲ့တယ်အဲ့ဒီထက်ကဒါတေဆုံးသူအချို့ပါနော်အဲ့ဒီအချို့ကိုသူကဒီကလေးမျိုးကိုပို့ပြီးတော့မြုပ်နှံတကြိုတာတွေလုပ်တယ် ဒါပေမဲ့အဲ့ဒါကအကုန်လုံးပို့ပြီးတော့မြုပ်နေတဲ့ကြိုတာမဟုတ်တည်သည်မြအကုန်လုံးပို့နိုင်တာမဟုတ်ပြောချင်တာဗျာ။ဘာဖြစ်လို့လဲဆိုတော့ဒါကြံနေခဲ့တဲ့အလောင်းတွေအများကြီးပဲဟိုနေ့ကဆိုရင်ကြောက်ခဲလေးတွေနဲ့ဖုံးပြီးတော့ဖိထားတဲ့ရင်မြောင်းတွေကအလောင်းတွေရှိတယ်တိုးတဲ့တောင်တွေမှာဒီလိုမျိုးပစ်ထားခဲ့တဲ့အလောင်းတွေရှိတယ်အဲ့ဒါတွေကိုပြန်မကောက်နိုင်တဲ့အလောင်းတွေပေါ့ဗျာအဲ့ဒါတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ပြန်ရသွားပါတယ်ဆိုတော့အလောင်းတွေဆွဲလို့ရတယ်ဆိုတော့အလောင်းတွေကိုသူကကလေးမျိုးကိုပို့ပြီးတကြိုတာပေါ့နော်အဲ့တော့အဲ့လိုမျိုးမြုပ်နေတဲ့အခါမှာသူကပြင်ပကိုသတင်းပေါက်ကြားမှုမရှိစေဖို့အတွက်ကလေးမျိုးခါလိုက်ရ228တက်တွင်း တက်အဲမှာရဲ့ပြီးရင်အဲ့တက်အနီးမှာရှိတဲ့နန်းစလူတင်းကြိုင်းပေါ့နော်အဲ့ရွာရဲ့တင်းကြိုင်းမှာလဲစစ်တပ်ကအပိုင်စီးထားပြီးတော့တိတ်တဆိတ်မြုပ်နှံနေတယ်ဆိုပြီးတော့ဒေသခံတရင်ရင်းမြစ်တွေစီကနေပြီးတော့သိရတယ်အဲ့တော့တက်ထဲမှာနေလဲမြုပ်တယ်အပြင်တက်အပြင်နားမှာရှိတဲ့တက်နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ခုနနန်းစလူတင်းကြိုင်းမှာလဲမြုပ်တယ် အဲအဲ့မြုပ်တဲ့ခါမှသူကခုနလိုတိတ်တဆိတ်လုတ်တယ်ပေါ့နော်အဓိကတော့သတင်းပေါက်ကြမှာဆိုလို့ဆိုပြီးတော့သိရတယ်ဒါပေမဲ့သတင်းကကျွန်တော်တို့စီကိုရောက်လာတယ်ပေါ့နော်အဲ့ဒါလေအားရစရာကောင်းတယ်အဲ့ဘလို့ပြောခဲ့လဲဆိုတော့ဒါခါလရ228ရောတဲ့ပြီးရင်အဲ့နာကနန်းစလူရွာတင်းချိုင်းကိုရောစစ်တပ်ကအပိုင်စီးတာတယ်တဲ့ပြန်ပို့သမျှအလောင်းတွေကိုဒါနန်းစလူတင်းချိုင်းမှာခုနောက်ပိုင်းမြုပ်တယ်အဲ့နာကရဲ့ရွာသားတွေဆိုရင်နဲ့မြေချဖို့ရေစစ်ကောင်စီစီမှာခွင့်တောင်းပြီးတော့သူတို့တတ်မှတ်တဲ့နေရာမှာပဲမြုပ်နေရတာတဲ့အဲ့ပြောချင်တာတင်းချိုင်းတစ်ခုလုံးကိုသူတို့အပိုင်စားယူထားတာ ူရဲ့စစ်ကောင်စီစစ်သားတွေမြုပ်ဖို့အတွက်ကိုပဲပိုင်စားယူလာတာတက်တွင်းထဲမှာလည်းမြုပ်တယ်အားမရဘူးနန်းစလူရွာတင်းချန်းကိုလည်းအပိုင်စားယူလာတယ်နောက်ဆုံးဘလောက်ထိဆိုးသွားလဲဆိုတော့အိုင်နာပတ်ဝန်းကျင်မှာရှိတဲ့ဒါဒေသခံပြည်သူတွေဒါခုနကလိုဆုံးပါသွားတဲ့အခါမျိုးတွေတောင်မှပဲဒီနန်းစလူတင်းချန်းမှာမြုပ်ဖို့အတွက်စစ်ကောင်စီစီကနေခွင့်ပြုချက်တောင်းရတယ်သူတို့တတ်မှတ်တဲ့နေရာမှာပဲမြုပ်ခွင့်ရတယ်ဆိုတဲ့ဟာမျိုးတွေတွေ့နေရတယ်ဟာတော်တော်ကြီးကိုကြမ်းအောင်နော် ါဒါတလိုင်းထပ်ဖွဲ့တွေတော်တော်ကြီးကိုပြင်းပလိုက်တာပေါ့တီးထုတ်ပလိုက်တာအဲ့တော့ခါလေးက228နဲ့ဒါနန်းစလူတင်းချိုင်းကိုအခုလိုမျိုးမတုံးခင်သူကကလေးမျိုးအရှိတ်ကံပလဲတင်းချိုင်းမှာတည်ဆုံးသူစစ်ကောင်စီစစ်သားတွေကိုမိရှုတတူတရာတွေပြုတ်လောက်ခဲ့တယ်ပေါ့နော်အဲ့တော့ခုနကလိုမျိုးနန်းစလူကိုအပိုင်စားမရှုခင်ပြောရတာကြီးอ่ะအားရနန်းစလူတင်းချိုင်းကိုအပိုင်စားမယူခင်ခုနလိုဒါကံပလဲအဲကံပလဲတင်းချိုင်းမှာတည်ဆုံးသူစစ်သားတွေကိုမိရှုတကြူတာကြီးလောက်ခဲ့တယ်အဲအဲ့လိုမျိုးလောက်တဲ့ခါမှာလည်းတစ်ခါလေးနှလုံးသုံးလုံးပြိုင်ပြီးတော့ ုံပြီးတော့မိရှုရတာရှိတယ်ဆိုပြီးတော့သိရတယ်။ဒါပေမဲ့အဲ့လိုမျိုးလုပ်တဲ့အခါပြည်သူတွေကြားမှာသတင်းတွေပေါက်ကြားလွန်းလို့ပေါ့နော်။တို့ရဲ့တေဆုံးစီးရင်တွေအထိကိုက်များတဲ့စီးရင်တွေပေါက်ကြားပြီးတော့ဒါတို့စီမှာရှိရစစ်သားတွေကဆက်စိတ်တက်ကြဆင်းတာတွေဖြစ်မှာဆိုလို့ပြီးရင်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေတော်လိုင်းပြည်သူတွေဝမ်းသာမှာဆိုလို့အဲ့သတင်းတွေကိုမပေါက်ကြားဖို့အတွက်အခုလိုမျိုးတင်းညိုင်းပြောင်းနေတာပါ။ စိတ်ကောင်းစီတင်းကြိုင်းတော်ပြောင်းသွားတယ်ပြောတဲ့ဟာကြီးတွေကလည်းအားရတယ်ဗောနော်အဲ့တော့မဖြစ်မနေရှိုးရမယ့်ကောင်တွေကိုပဲကံပလဲမှာရှိုးတော်တယ်တဲ့ဘလို့ဘလို့မျိုးတတ်မှတ်ပြီးရဘလို့မျိုးခွဲခြားထားလဲဆိုတော့မသိအာဒီတင်းကြီးအရန်နှိမ်လို့ဖြစ်နေရောနော်ဒါပြင်ဒါနန်းစလူတင်းကြိုင်းမှာမြုပ်နှံတဲ့အခါမှာလဲတဲ့ကျန်းတယ်နော်ကျန်းတယ်ဒါတေဆုံးစစ်သားတွေများပြားလွန်းတာကြောင့်မလို့တလောင်းတချင်းပုံစံမျိုးမဟုတ်ပဲねဂျင်းကြီးတခါတည်းတူပြီးတော့တချင်းကိုဆယ်လောင်းပေါင်းပြီးတော့မြုပ်နေတဲ့ဟာကြီးတောင်ရှိတယ်ဆိုပြီးတော့သိရတယ်ဟာဒါတော်တော်သိုးသားပြီပေါ့နော် ဲ့တော့စစ်ကောင်စီဘက်ကခုနပြောသလိုပေါ့ဗျာဒါအလောင်းတွေဆွဲလို့မရတဲ့အလောင်းတွေလည်းအများကြီးရှိတယ်အဲ့အလောင်းတွေကိုသတင်းထုတ်ပြန်ပေးတဲ့တပ်ဖွဲ့တွေကိုသူကောင်တွေကျေးဇူးတင်ရမှာပေါ့နော်ပြီးရင်ဆွဲလို့ရသွားတဲ့အလောင်းတွေအဲ့အလောင်းတွေတောင်မှပဲသူကဒါခုလိုခုလိုမျိုးပေါ့နော်ပိုးစိုးပက်ဆက်ကြီးပေါင်းပြီးတော့မြုပ်နေရတဲ့ပုံစံမျိုးသူတို့တက်တွင်းထဲမှာတွေမဟုတ်ဘဲနဲ့တက်ပြင်မှာရှိတဲ့တင်းချိုင်းကုန်းကိုတောင်မှပဲသူကအပိုင်စားယူပြီးတော့အဲ့မှာဒါတခြင်းကိုတလောင်းပုံစံမဟုတ်ဘဲနဲ့ပေါ့နော်ဆယ်ခြင်းကိုအာတခြင်းကိုဆယ်လောင်းဆိုတဲ့ပုံစံမျိုးနဲ့မြုပ်နေရဒါတော်တော်ဆိုးတယ်ဒါကြောင့်ဒါ ဥမာအနေနဲ့မြင်အောင်ကြည့်လိုက်ပြဒါသိရမလားဒါသိစံနေအဲ့လိုမျိုးဒီခွာတာရှာနာအန်ဝန်ရပြရောဘာလို့အဲ့လိုဖြစ်တဲ့အခါမှာသိတေကြတဲ့ဒါသိစံနေရှိတယ်ဗောနော်အဲ့လိုဟာမျိုးတွေချင်းကြီးနဲ့တူးပြအကုန်လုံးရောပြီးတော့မြုပ်လိုက်တဲ့ဟာမျိုးတွေမြင်မှုကြပါလိမ့်မယ်ဗောနော်အခုစစ်ကောင်စီစစ်သားအဲ့လိုမျိုးဖြစ်နေလားအဲ့ပုံစံတိုင်းကိုမြင်ကြည့်လိုက်အဲ့နေရာအဲ့တိရစ္ဆာန်လေးနေရာတွေမှာစစ်ကောင်စီစစ်သားတွေကိုမြင်ကြည့်လိုက်နိုင်တယ်လို့တော့မထင်တဲ့ဒီကောင်ကပိုနှိမ်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပုံစံမျိုးအဖြစ်မျိုးကိုဒီကောင်ကရင်ဆိုင်နေရဟာကြေကွဲ သူတို့နောက်တန်းမှာကြံခဲ့တဲ့မိသားစုတွေဒါဒါဆိုသိကြပြီဗျာသူတို့စီကိုဒီလောင်းနေပြန်မြောက်တော့ သူတို့ရဲ့မိသားစုတွေစီကိုဒီလောင်းနေပြန်မြောက်တော့အယိုးပြတွေပါလေလည်းမမျောနေတော့အခုကမင်းရှို့ပြီးတကြိုတာမဟုတ်အယိုးကောင်းမှာမဟုတ်အခုကအကုန်ပေါင်းပြီးရောအင်းဆိုပြီးတော့ပုံပြီးတော့ထည့်ပေးလိုက်တာပေါ့နော်အမှဘူကြီးဆိုတဲ့ကောင်အောက်ရောက်ရင်လည်းအောက်ရောက်နေမှာပေါ့နော်တကြက်ဆိုတဲ့ကောင်တသားဆိုတဲ့ကောင်အပေါ်ရောက်ရင်လည်းရောက်ရောက်နေမှာဘူကြီးတက်ခွာတာရင်လည်းခွာတာမှာပေါ့နော်အပေါ်ကနေအုပ်ရင်လည်းအုပ်တာမှာယာရူးအစ်စ်နေပါလေသူတို့အဲ့လိုမျိုးတတ်မှတ်တော့မှာမဟုတ်ပြီးစလို့ဖြစ်သလိုကိုမြုပ်နေရတဲ့အနေထားအဲ့ဒါကတော်တော်ကြမ်းသွားပြီပေါ့နော်အဲ့တော့အဲ့လောက်ပုံစံမျိုးနဲ့သူတို့မြုပ်ခဲ့တဲ့ဟာတွေကဒါ ရာခနဲ့လောက်ရှိတယ်ဗောနော်အဲ့တော့တစ်ဖက်မှာခုနလိုတို့အလောင်းနေဆွဲလို့မရဘဲနဲ့ကြံခဲ့တဲ့ဟာတွေကလည်းအများကြီးကြံအောင်အဲ့တော့စစ်ကောင်စီစစ်သားတွေကအခုလက်ရှိထုတ်ပြန်နေတဲ့အရေးအတွက်ထက်ကိုပို့ပြီးတော့များအောင်ပါတို့ရဲ့သိမ်းဆုံးထိခိုက်တွေကပို့ပြီးတော့များအောင်ပါဒါဟာအားရစရာကောင်းတယ်ဗောနော်အဲချင်းပြည်နယ်ကိုလာပါတကယ်ပြောရင်တော့တော့ဖြစ်နေပြီအဲ့ဒါချင်းကပြည်နယ်နဲ့တိုင်းနှံအကုန်ဆိုလို့ရပါပြီတွန်လိုင်းတပွဲတွေကဗောနော်အဲ့တော့အဲ့လိုမျိုးဒါစူပေါင်းပြီးတော့မြုပ်နေတဲ့ဟာတွေကဆိုတာစစ်ကောင်စီဂျုံနေရတယ်လို့တင်ကြိုင်းနေတော့မှအပိုင်စားယူနေရတဲ့အနေအထားတွေဖြစ်လာတယ် ဒီအခုဒါနိုဝင်ဘာပေါ့နော်နိုဝင်ဘာတစ်လအတွင်းမှာပဲဒါကလေးပတ်ချလည်နဲ့ချင်းပြည်နယ်တိုက်ပွဲတွေမှာစစ်ကောင်စီအလောင်းပြန်ရလို့မြုံနယ်တဲ့ဟာကတရားကျော်တယ်တဲ့အဲဒါကျွန်တော်ပြောတဲ့ခုနအချက်ပေါ့နော်အဲ့တော့တို့အလောင်းဆွဲလို့ရလို့မြုပ်တာတော့မှပဲတရားကျော်တယ်အလောင်းဆွဲလို့မရဘဲနဲ့ကြံခဲ့တဲ့ဟာတွေဘယ်ကိုမှန်းပြီးတော့အမျှဝေရမယ်မသိတဲ့ကောင်တွေကအများကြီးရှိသေးတယ်ကြောက်ခဲနဲ့ဖုံးခံတဲ့ကောင်တွေအများကြီးရှိသေးတယ်ကြီးထိုးထိုးလရစားစားကောင်တွေအများကြီးရှိုံပဲပေါ့နော်အဲ့တော့အားရစရာကောင်းပါတယ်အဲ့တော့စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ ကလေးမျိုးမြောက်ဖက်နဲ့တောင်ဘက်ကိုသာမကပါဘူးနော်ချင်းပြည်နယ်အတွင်းရှိဒါတိုင်းငင်လမ်းလမ်းပိုင်းနဲ့ဒါအခြားတော်လိုင်းအင်အားစုတွေအားကောင်းရာဒေသတွေကိုစစ်ကြောင်းထိုးတာတွေပူပူပြီးတော့လှုပ်လာတယ်တဲ့ပူကောင်းပါတယ်ပူသေးတာပေါ့အဲ့တော့အဲ့လိုစစ်ကြောင်းထိုးမှုကြောင့်မလို့ဒါစစ်တေဆုံးထိခိုက်တာတွေပူပြီးတော့ကြုံတွေ့နေရသလိုစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေကိုလည်းဇက်တိုက်ဇက်တိုက်တင်းစီရမိနေတာတွေရှိပါတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ တိုက်ပွဲဖြစ်စဉ်တစ်ခုပြပြီဆိုတဲ့အချိန်မှာတွန်လိုင်းတပ်ဖွဲ့တွေကနင်မြေလိုက်လံရှင်းလင်းကြစစ်ကောင်စီကတော့အဲ့လိုပဲဒီရောတော့ဘပြင်းခံရပြီဆိုတာနဲ့ထွက်ပြေးကြတယ်အပြင်တေတဲ့ကောင်တွေဆိုလည်းပြစ်ထားခဲ့ကြတယ်ပေါ့နော်လက်နက်ခဲရန်တွေဆိုလည်းယူလို့ရတာယူသွားမယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့သူတို့ဖီယိုဖျင်းနဲ့ပြေးကြတဲ့အခါတွန်လိုင်းတပ်ဖွဲ့တွေကပဲနင်မြေလိုက်ရှင်းရရှင်းတဲ့အခါမှာအဲ့လိုမျိုးသိမ်းစီရမိတဲ့လက်နက်ခဲရန်နေရာလည်းနေ့စဉ်နဲ့မျှရှိတယ်ဖမ်းမိတဲ့ကောင်တွေလည်းနေ့စဉ်နဲ့မျှရှိတယ်တေဆုံးနေတဲ့အလောင်းတွေကိုလည်းနေ့စဉ်နဲ့မျှမြင်တွေ့နေရတယ်ထတ်တိုးထတ်တိုးထတ်တိုးတွေပဲရှိတယ်ပေါ့နော်အဲ့လိုဘလိုပဲဖြစ်ဖြစ်ချင်းပြည်နယ်ကတွန်လိုင်းတပ်ဖွဲ့တွေရဲ့ ခုနလိုစူပေါင်းပြီးတော့တုံ့ပြန်နိုင်တဲ့တိုက်ခိုက်နိုင်တဲ့စွမ်းအားကြီးကတကယ်ကိုကြောက်စရာကောင်းပါလေဗောနော်အဲဒီသတင်းကိုလည်းအားရလိမ့်မယ်ထင်ပါတယ်။တင်းချန်ကုန်းတော့ပိုင်စားတဲ့ကောင်တွေစားတယ်နော်မင်းတို့ကောင်တွေတကယ်မလွယ်ဘူးသိလားမင်းတို့အကုန်လုံးကိုမင်းတို့ကအုပ်ဆိုးနေတာချေလဲနေတာနောက်ဆုံးမင်းတို့တင်းချန်ကုန်းတော့မှမင်းတို့ကအုပ်ဆိုးလာတကယ်ငစားနေမင်းတို့ကောင်တွေနောက်တစ်ခုကဒါကြောင့်အောင်မြင်မှုနဲ့ပတ်သက်တာပါပဲအဲ့ဒါတော့ဒါကျွန်းစုမြို့နယ်ထဲမှာပြူစောတီကာနှစ်စီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ် အဲ့လိုမျိုးတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ဒါရဲနဲ့ပြူငါးဦးတေဆုံးပြီးတော့စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးပြင်းထန်စွာဒဏ်ရာရတယ်။အဲ့တော့ဖြစ်စဉ်ကနိုဝင်ဘာ23ရက်နေ့မနက်10:00နာရီမှာဖြစ်ခဲ့တာ။အဲကျွဲခရင်ကျေးရွာအုပ်စုအဲပဲ့တိုင်ကျေးရွာရမုံကျေးရွာဘက်ကိုနေမြေကွင်းဆင်းပြီးတော့ဒါတော်လိုင်းတပ်ဖွဲ့တွေကအဲဆောင်ရွက်နေတာတွေလုပ်တဲ့အချိန်မှာဒါဖျားထွက်ကျေးရွာဘက်ကနေမှပဲ့တိုင်ကျေးရွာပြူစောဒီစကန်းကိုလက်နက်ခဲယမ်းတွေတိုက်ဆောင်လာတဲ့ပြူစောဒီကနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာ။ဖြစ်စဉ်ကမိုက်တယ်နော်အဲဆိုတော့ဒါတပ်ဖွဲ့တွေကလှုပ်ဆောင်ရမယ့်အလုပ်တွေကို နေ့စဉ်နဲ့များမြေပြင်မှာလှုပ်ဆောင်နေကြတယ်။ကွင်းစင်းနာမျိုးလေးလာတာတွေခုနစုံစမ်းတာတွေထောက်လန်းတာတွေဒါဇက်တိုက်ဆိုပြီးတော့ဒါလှုပ်ဆောင်နေကြရရှိတယ်။အဲ့တော့အခွင့်အရေးပေးလာတာနဲ့အမြပြင်းမယ်ဆိုတဲ့ဟာမျိုးတွေလည်းရှိတယ်။နောက်တစ်ခုကဒီအခုကိစ္စဆိုလည်းဒါကြိုတင်ပြီးတော့သတင်းရလို့ပြစ်ခတ်ရှင်းလင်းတာဆိုပြီးတော့သိရတယ်။အဲ့တော့ဒါတပ်ဖွဲ့တွေကကွင်းစင်းနဲ့အလုပ်တွေကိုလည်းလုပ်နေတာရှိသလိုရန်သူရဲ့လှုပ်ရှားမှုတွေကိုလည်းအဆက်မပြတ်စောင့်ကြည့်နေပြီးတော့ အခုလိုမျိုးတပါတယ်စီရေးဖော်ဆောင်မှုအတွက်စ조사နိုင်တဲ့ဟာကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဟိုဘက်ကကောင်တွေကတော့ပြောကြတယ်အာမင်းတို့ကောင်တွေကဒါဂျုံလို့ဒီလိုမျိုးလို့အဲဂျုံဂျုံမဂျုံဂျုံမင်းတို့ဂျုံဝင်ဂျုံလို့တီးမယ်ဆိုတဲ့ဟာလည်းမင်းတို့သိထားဖို့ပေါ့နော်မင်းတို့ဘယ်နာမှမဲတွေ့တွေ့ဘလိုအခြေအနေမျိုးနဲ့ပဲတွေ့တွေ့မင်းတို့ကိုဘာပဲရှိရှိပေါ့နော်ရှိတဲ့ပုံစံမျိုးနဲ့ရအောင်ပြင်းမယ်ဆိုတဲ့ဟာကလည်းအော်ဒီဘက်ကတလိုင်းတက်ဖွဲ့တွေစိတ်တက်ပဲအဲ့တော့မင်းတို့စီရကောင်တွေကတော့ခုနလိုပေါ့နော်ဘဲသွားသွားတရင်တွေကပေါက်ချနေတာဖြစ်တဲ့အတွက်လူတို့မပါတော့တာဖြစ်တဲ့အတွက်ပေါ့နော်မင်းတို့တွေတွားလီယာဘေးတိနေအောင်မှာပဲပေါ့နော်အဲ့တော့ကျတော့ တင်သတင်းရလို့ဆိုပြီးတော့ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်။ပြူခွေးရဲခွေးဘက်ကပြန်ပြီးတော့ပြစ်ခတ်တာမျိုးတွေရှိတယ်ပေါ့နော်။အဲမစ်ရှင်ဖော်ဆောင်ရတာတော့တဲ့ဒါအခက်ခဲရှိတယ်ဆိုပြီးတော့ဒါရဲဘော်ငမန်းကကျွန်တော်စီကိုပြောပြထားတယ်ပေါ့နော်။အဲ့တော့ပြူနဲ့ရဲငါးကောင်တည်တယ်။၂ဦးအပြင်းထန်ဒဏ်ရာရတယ်။အရှင်မိတာ၂ဦးရှိတယ်။လက်နက်ခဲယမ်းရတယ်ပေါ့နော်။အဲအရှင်မိတဲ့၂ဦးကိုလည်းစစ်ဆေးနေတယ်ဆိုပြီးတော့တည်ရတယ်။အဲ၂ဦးကကျတော့ဒါကောင်းမောင်းပေးတဲ့သူတယောက်ရင်မောင်းပေါ့နော်သူရဲ့ပြီးရင်ပြူစောတိအဖွဲ့ဝင်ဟောင်းတယောက်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့သူတို့စီကအချက်လက်တွေလည်းထပ်ပြီးတော့သိအောင်မှဖြစ်တယ်ပေါ့နော်အဲ့တော့ပြူစောတိအဖွဲ့ဝင်ဟောင်း တယောက်ကဘာလို့မရတာဘာလို့ရှင်မရတာအဲ့တော့စစ်စေးနေရဆိုတော့လည်းပြောလို့ဘူးပေါ့နော်အဲ့တော့ပြက်ကတိုက်ခိုက်တာကြောင့်မလို့ဒါပြူနဲ့ရဲတွေကလုံးဝဆွမ်းဆွမ်းတမန်ပြန်ပြီးတော့ခုခံတာမျိုးမရှိပဲနဲ့ကားပေါ်ကနေခုံချထွက်ပြေးတယ်ကားပေါ်ကနေပြီးတော့ခုံချထွက်ပြေးတယ်ဆင်းပြေးတယ်ကားကိုထားခဲ့တယ်အဲခဲမိုင်းကြောင်းဘက်ကိုပြီးတော့ဆင်းပြေးတာရှိတယ်ဆိုပြီးတော့သိရတယ်ကားကိုတပ်ဖွဲ့တွေကဒါထိမ့်သိမ့်နိုင်ခဲ့တယ်ဒါရှင်းလင်းနိုင်ခဲ့တယ် အဲဒါမဲ့ကားကိုခုနလိုမျိုးပေါ့နော်ကားကမောင်းလို့မရတာဖြစ်တဲ့အတွက်ထားခဲ့ရတယ်ဆိုပြီးတော့လည်းအခြားသတင်းရင်းမြစ်တွေမှာတွေ့ရတယ်ပေါ့နော်အဲ့တော့အရှင်မီတဲ့ကားဒရိုက်ဘာနဲ့ပြူစောတိအဖွဲ့ဝင်ဟောင်းဆိုသူကိုတော့ဒါစစ်ဆေးနေတာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကလည်းအားရစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်အဲအဓိကတင်းစီရမိထဲမှာဒါစိန်မြောင်းပါတယ်ဘုံသီးတွေပါတယ်ဆက်ဆက်ပစ္စည်းတွေပါတယ်ခရံအချို့ပါမယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်တပ်ဖွဲ့တွေကဒါစစ်ကောင်စီရဲ့ဒါခုနလိုမျိုးပေါ့နော်လှုပ်ရှားသွားလာမှုတွေကိုအမျက်စီစောင့်ကြည့်ပြီးတော့ခုလိုမျိုးတိုက်ခိုက်တဲ့အခါအချို့မြက်သူ့အနေနဲ့သူတို့ရနေတာပဲ ရနေတာပဲတကယ်ပြည်သူလူထုပင်ပန်းလာတဲ့ခါကျတော့အဖွဲ့တွေကအဲ့လိုပဲရှားရဖွေရတာပဲပေါ့နော်နောက်ထပ်အဲ့လိုမျိုးရှားကြဖွေကြတဲ့နောက်ထပ်ဒါတစ်ခုကိုပြောပြမယ်ဖြစ်စဉ်တစ်ခုပြောပြမယ်ပေါ့နော်အဲ့ဒါကဘကိုးကျိုးပင်ကောက်မြို့အဝင်ပေါ့နော်အဲ့မှာစစ်ကောင်စီဂိတ်စကန်းရှိတယ်စစ်စေးဂိတ်ရှိတယ်အဲ့ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တယ်အဲ့ဒါကနိုဝင်ဘာ23ရက်နေ့မနက်9:00နာရီလောက်မှာဖြစ်တာပေါ့နော်အော်ဒီတိုက်ခိုက်မှုကြောင့်မို့လို့လေစစ်ကောင်စီဂိတ်ကစစ်ခွေရဲခွေပြူခွေ၅ဦးတည်တယ်။ဒီကောင်နေ၅၅ကနေတော်တော်ကြိုက်တယ်ပေါ့နော်၅ဦးတည်တယ်။ လက်နက်ချိုးတင်းစီရရှိတာရှိတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကဒီလက်နက်ခဲရန်လိုအပ်လာပြီဆိုတဲ့အချိန်မှာပေါ့နော်ပြည်သူတွေပြင်ပန်းလာတာလည်းသိတော့အဲခုနလိုမျိုးပဲစစ်ကောင်စီစီကနေပဲတော်တော်ပြီးတော့ရှာဖွေကြတယ်အဲ့တော့ဒီ gate စကန်နေဆိုတဲ့ဟာတွေကပေါ့နော်တပ်ဖွဲ့တွေကိုထောက်ပံ့ဖို့အတွက်တသက်ထားထားတဲ့နေရာတွေငကောကတော့သူတို့ရဲ့ရည်ရွယ်ချက်ကဒီနေရာတွေကနေပြီးတော့ဒါအဝင်ထွက်တွေစစ်ဆေးမယ်ကြက်မှတ်မယ်ပေါ့နော်ဒါသူတို့ရည်ရွယ်ဒါမှမဟုတ်တကယ်တကယ်မြေပြင်မှာလုံနေတာကကြတော့သွာလာဖြတ်တန်းနေတဲ့ပြည်သူတွေစီကနေပြီးတော့ငွေကြေးကောက်ခံမယ်အနိုင်ကျင့်မယ် အဲခုနလိုအမှုမရှိရှိအောင်လုပ်ပြီးတော့ရှာပြီးတော့ပြဿနာရှာမယ်ချိမ့်ချောင်းမယ်ပေါ့နော်အဲဒီလိုပုံစံမျိုးတွေနဲ့ပဲလုံနေကြတာများတယ်အဲလိုကြတော့ပြည်သူကိုပဲအခုလိုလုံရဲတာတော်လိုင်းတက်ဖွဲ့တွေဂန်းဂန်းချင်းလာပြီးဟေးဆိုတဲ့ခါကျရင်တော့ခုနလိုတေကြတာပုံများပါလေပေါ့နော်အဲ့တော့အိုက်ပွဲမှာဆိုလဲမောက်ရက်လေးတွေပက်လက်လေးပေါ့နော်ပုံစံမျိုးစုံလေးတွေနဲ့ဒါအသက်မရှူတော့တဲ့အဘသားတွေလည်းတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အားရစရာကောင်းပါလေပြီးတော့သူတို့ဂိတ်တွေမှာကြည့်လိုက်မယ်ဆိုရင်အခုနောက်ပိုင်းကစစ်ကောင်စီကအဲစစ်သားတီးတန့်ကြီးပဲမဟုတ်ဘူးရဲတီးတန့်ကြီးပဲမဟုတ်ဘဲနဲ့ပြူစောတီးလိုကောင်မျိုးတွေပါစား သုံးဘွဲ့လောက်ပေါင်းပြီးတော့ပေါ့နော်အဲ့လိုမျိုးဒါအဲသူတို့အင်အားတွေဖြည့်ပြီးတော့လုပ်နေရတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ဒါဟာလည်းမြို့ပေါ်နေရာမျိုးတွေမှာပေါ့နော်တဖြည်းဖြည်းနဲ့သူတို့ရဲ့နောက်ချန်အင်အားတွေကနည်းနည်းလာနေပြီဆိုတဲ့အကြောင်းသိရတယ်ဘာကြောင့်လဲဆိုတော့သူတို့ကဒါအင်အားတွေဒါဆုလိုက်ပြီးဒါခုနလိုပါစာတွေဆုလိုက်ပြီးတင်တန်းတွေတက်ခိုင်းတယ်တင်တန်းတွေဆင်းလာပြီဆိုတဲ့အချိန်မှာသူတိုက်ခိုက်ရေးနေရာတွေကိုပို့ပို့ရပို့ပြီးတော့ဒီနေရာတွေကိုအင်အားဖြည့်ရဒါမနေ့ကကျွန်တော်ပြောခဲ့သလိုပေါ့နော်ဒါစကားစက်ခွန်အင်အားတထောင်တင်တန်းဆင်းလာတယ်ရှိသမျှတထောင်လုံးအကုန်လုံးကိုရှေ့တန်းကိုလွှတ် ။အဲ့လိုပုံစံမျိုးသူတို့အတွက်အရေးကြီးပါတယ်ဆိုတဲ့တိုက်ခိုက်ရေးနယ်မြေတွေကိုပို့ပြီးတော့ပို့ရတယ်။အဲ့တော့မြို့ပေါ်လိုနေရာမျိုးတွေကပို့ပို့ပြီးတော့အင်အားတွေနေပါလာတာတွေ့ရတယ်။နောက်တစ်ခုကရှေ့တန်းလိုနေရာမျိုးတွေမှာအရေးကြီးဖြစ်နေတာဖြစ်တဲ့အတွက်သူကဒီနောက်တန်းမှာရှိမြအင်အားကိုချစ်ကုတ်ပြီးတော့ထုတ်ခိုင်းတာ။အင်အား120ထွက်ရမယ်130ထွက်ရမယ်ဒါမျိုးပုံစံမျိုးတွေညွှန်ကြားချက်တွေအမိတ်နေပေးပြီးတော့နောက်တန်းမှာရှိသမျှအင်အားတွေကကောင်းပါလေဆိုတဲ့ကောင်တနက်တိုင်းနိုင်ပါလေဆိုတဲ့ကောင်အကုန်လုံးကိုထုတ်ပြပေးရအောင်အမှခေါင်းပြူတွေပါပါကုန်ရော အရင်တော့ကဒီသူ့ຢာကံဘိုးလို့ຢာကံဘိုးလို့ဆိုတာကမပါဘူးနောက်တန်းတင်ရင်မှမနေရတော့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့အဲ့လူတွေကစားဒါစစ်စင်မှာပါနေတယ်အသက်55နှစ်ကျော်ရင်ရှေ့တန်းကိုမခေါ်ရဘူးပေါ့နော်55နှစ်အဲဆိုတော့60လောက်ဆိုရင်ကိုမခေါ်ဘူး55နှစ်ဆိုရင်သူကသူတို့ရဲ့မွေးရမြေနေရာမှာရှိတဲ့တက်တွေကိုသူကနေရာပြန်ချပေးရတာပေါ့နော်အဲသူတို့ရဲ့ဒါနောက်ဆုံးပြင်ဆင်ယူမဲ့နေရာပေါ့နော်အဲ့လိုပြန်ချပေးရဒါပေမဲ့အခုနောက်ပိုင်းမှာစစ်ကောင်စီကအဲ့လိုမလုံနိုင်တော့ဘဲနဲ့အဲ့လူတွေကအစားတိုက်ခိုက်အင်အားထဲမှာထည့်ပြီးတော့ အမအသက်ကြီးကြီးတွေပေါ့နော်ခေါင်းဖြူအဆွဲကြိုးတွေအမရှေ့တန်းကိုလိုက်နေရတဲ့အဖြစ်တွေကြုံနေရတယ်ပေါ့နော်အဲ့တော့စစ်ကောက်စီဘက်ကတော်တော်လေးတော့ဖြိုဖျက်ဖြစ်နေတဲ့အနေထားဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်တို့ဘက်ကလည်းမပြေဆုံးသေးဘူးမပြေဆုံးသေးဘူးအဲ့ပြောရမ်းပြာဒီနေ့စဉ်နဲ့မျှပေါ့နော်ပြည်သူတွေကူတာလဲကူနေတာပဲဒါပေမဲ့လည်းဒါစစ်ပွဲကတည်တဲ့အတိုင်းပဲ လုံးဝအကုန်ကြအများကြီးနဲ့ဒါဖန်တီးရတာဖြစ်တယ်ငွေကြေးတွေကိုမရှုနေရတာဖြစ်တဲ့အတွက်ပေါ့နော်ဒါလိုအပ်ချက်တွေကတော့များနေတော့မယ်ဒီလိုနေထားနဲ့ဒီအဆင့်ထိရောက်လာနိုင်တာကိုပဲဒါကျွန်တော်တို့တွေကဂုဏ်ယူလေးစားရပါတယ်မြေပြင်မှာလက်ရှိအချိန်ထိဒါမဆုံးမနစ်နဲ့တိုက်ပွဲဝင်နေကြတဲ့တပ်ဖွဲ့တွေအခုဆိုရင်အောင်မြင်မှုတွေဇက်တိုက်ကြားနေရပြီပေါ့နော်မနေ့ကမနေ့ကတည်ရတဲ့ဖြစ်စဉ်ဆိုရင်ဒါကျွန်တော်ဝက်လက်ခင်ဦးနှစ်ခုရှိတယ်ဗောနော်နှစ်ခုရှိတယ်ဖြစ်စဉ်ကကျွန်တော်တွေးထားစစ်ကြောင်းပြုတ်တယ်ပြုတ်တယ်ဆိုတဲ့ဟာကတော့အထူးစားမဟုတ်တော့ဘူးဗောနော် ဒါပေမဲ့ဘယ်ဘက်မှာဖြစ်တယ်လဲဆိုပြီးတော့စုံစမ်းကြတဲ့ခါကျတော့ဖြစ်စဉ်ကနှစ်ခုလို့ဖြစ်နေတာပါเนาะအဲ့တော့ဘလိုပဲဖြစ်ဖြစ်ချိုးဖြစ်စဉ်တွေကတော့တက်လာပြီဒါပေမဲ့မှတ်တမ်းနေနဲ့လုံးဝကြီးတောက်ရှင်းအဖွဲတွေအများကြီးအာဘာတရားကြီးပေါ့เนาะအညာအဖွဲတွေလက်တံပြောင်ထားတဲ့ဟာတွေကတော့တက်လာနေပြီပေါ့เนาะအဲ့တော့ စစ်ကြောင်းပျောက်တယ်ပျောက်တယ်ဖြစ်စဉ်တွေကအခုကနောက်ဆုံးဘလိုတော် ဖြစ်လာလဲဆိုတော့ရောတော်ရောလာတယ်ဖြစ်စဉ်တွေကရောပါရောလာတယ်စစ်ကောင်စီရဲ့စစ်ကြောင်းကပြက်တဲ့ပြက်နေတာဖြစ်တဲ့အတွက်ပေါ့နော်ခဏခဏကဒီလိုမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်အခုဆိုရင်ဒါဖြစ်စဉ်တွေကရောပါရောနေတဲ့အနေဒါဒါဟာလဲအားရစရာကောင်းပါလေအဓိကတော့ဒါအညာမှာရှိတဲ့ဒါဒလိုင်းတက်ဖွဲ့တွေပို့ပို့ပြီးတော့အားကောင်းလာတယ်လက်နက်ခေရန်ပိုင်းမှာလည်းဒါတစတစတော့ပေါ့နော်အရင်ထက်ပို့ပြီးတော့ကောင်းမွန်လာတာတွေသိရတယ်တွေ့ရတယ်ပြီးတော့ပြည်သူတွေရဲ့ကူညီပံ့ပိုးမှုတွေကလည်း ပို့ပို့ပြီးတော့ကောင်းမွန်လာတာတွေ့ရတယ်အဓိကတော့တပ်ဖွဲ့တွေရဲ့လုံဆောင်နိုင်စွမ်းနေမြန်မာလာတာနဲ့အမျှလူတို့ကလည်းပို့ပို့ပြီးတော့သတိထားမိလာတဲ့အဲနောက်ပိုင်းမှာပို့ပြီးတော့ကူလာရှိတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီနေရာဒီအချိန်နဲ့ဒီခရီးဒီအဆင့်ထိရောက်လာတာဟာဒါလူတို့နဲ့ဒလိုင်းတပ်ဖွဲ့တွေနဲ့လက်တွဲညီညီဆောင်ရွက်ခဲ့လို့ဖြစ်တယ်ဆိုတာလည်းဒါပြောချင်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဆက်ပြီးတော့ကြိုးစားကြပါမယ်သတင်းတွေကတောက်လျှောက်ကောင်းနေတာဖြစ်တဲ့အတွက်ဗောနော်ကျွန်တော်လည်းအမြဲတမ်းအခုလိုမျိုးတင်ဆက်နိုင်အောင်ကြိုးစားပါမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်